DPP ဒီပိတ်အစီအစဉ်ရဲ့ဒုတိယပိုင်းကနေကြိုဆိုပါရစေ။တိုင်းသားတွေတောင်းတဲ့ Federal ကလက်တွဲကြရလားဆိုရဲခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးနေရဖြစ်ပါတယ်။အဲ့တော့ခုနကတော့နှစ်ဆောင်လုံးတော့လွတ်ပြစ်ခဲ့ပြီလို့ပြောပါတယ်။အခုကျွန်တော်တို့ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလပြည်လုံးညီလာခံလုပ်နေတာကိုဒီဖွဲ့စည်းပုံကိုပြင်ဖို့လားဆရာဒါမှမဟုတ်လွတ်ပြစ်ပြီးတော့အစ်စ်အစ်စ်ရေးဖို့လား။ငြိမ်းချမ်းရေးညီလာခံတွေလုပ်နေတာကဒီ NCA လို့ခေါ်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေရေးသဘောတူစာချုပ်အဲ့ဒီစာချုပ်ရဲ့လုပ်ငန်းတွေအဆက်ဖြစ်တာ ီစာချုပ်ရဲ့တကယ်အသက်ဝိညာဉ်ပါလဲဆိုတော့စာချုပ်ရဲ့အခန်း1ပုံမှန်1မှာပါတဲ့ Federal စနစ်ဖြင့်ပြည်တော်စုတည်ဆောက်မယ်ဆိုတော့သဘောတူကြပါသို့တော့ Federal စနစ်ဖြင့်ပြည်တော်စုတည်ဆောက်မယ်ကျွန်တော်တို့ကပြောပြမယ်သူက condition တခုတည်းလာတယ်အဲ့ဒီ condition ကပါလဲဆိုတော့နိုင်ငံရေးဆွေးနွေးပွဲလရလများနေ့အညီတူတာထည့်လိုက်တယ်ထည့်လိုက်တော့အခုလုံနေတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကအရေးကြီးလာတာ၂၁ရာစုပင်လုံးလို့ညီလာခံကနိုင်ငံရေးဆွေးနွေးပွဲပဲတာအကြီးစားပါလား အဲ့ဒီလိုပွဲတွေကဖွက်လာတဲ့ရလကဖက်ဒရယ်တိဆောက်ဖို့အတွက်တကားဖွင့်မှာဖြစ်တယ်။ဒါကြောင့်နိုင်ငံဆွေးနွေးပွဲတွေမှာဆွေးနွေးချက်ရလဖွက်လာတဲ့ဟာကအပြစ်ရေးဆွဲတာလားအဟောင်းပြုပြင်တာလားတဝက်စီလားအဲ့ဒါတွေကနိုင်ငံဆွေးနွေးပွဲရလမှာတည်ခဏဒီဆရာပြောသလိုပဲဖက်ဒရယ်ပြည်တော်စုသွားခြင်းရင်2008နဲ့သွားလို့မရအောင်2008ကပေါက်ဖွားလာတဲ့လွှတ်တော်နဲ့လည်းသွားလို့မရအောင်2008ကပေါက်ဖွားလာတဲ့အစိုးရနဲ့လည်းသွားလို့မရအောင် ဘာကြောင့်ဆိုအားလုံးကသူ့ဘောင်ထဲမှာပဲဖြစ်နေဥထဲမှာပဲဟုတ်လားသူ့ရဲ့ box ထဲမှာတစ်တာထဲမှာပဲဘယ်သူမှပြင်ထွက်လို့မရကျေးဇူးတင်ပါတယ်အဲ့တော့ဆရာမကျွန်တော်တို့ခုနပြောတဲ့ထဲမှာပါသွားတယ်ဒီတိုင်ကင်းစနီဝဲရန်ဒီတစ်စဖက်ဒရယ်ကိုသွားမယ်လို့ပြောထားတယ်ဒါပေမဲ့ငင်းငယ်ကြီးပေါ့ငင်းငယ်ကြီးကိစ္စအခုချိန်ကြီးကို NC မှာ ship ဖွဲ့ပဲပါသေးတယ်ဂျန်နဲ့ဖွဲ့ရလည်းမပါသေးဘူးအဲ့တော့ဒီဂျန်နဲ့ဖွဲ့ရင်မပါဘဲနဲ့ဒီနိုင်ငံကြီးစနီဝဲလမ်းကြောင်းကနေသွားတဲ့ဖွဲ့စည်းပုံခြေခံဥပဒေအစ်စ်ပဲဖြစ်ဖြစ်ဟိုဖက်ဒရယ်ဆွဲတဲ့ဟာကအားလုံးကိုကူစားပြုနေပါမှာ ဒါကတော့ကျမတို့အနေနဲ့ကတော့ဒါအားလုံးကိုကိုစားမပြုတ်ဘူးဆိုအဲအဲ့ဒီတကြောင်မို့အခုအခုဆိုရင်ဒီ ship point နဲ့ပေါ့နော်ဆက်ပြီးတော့ကျမတို့ဆွေးနွေးသွားတယ်အခုဒီဒုတိယအကြိမ်မြောက် မီလာခံပါဆိုရင်ဒီ move 39ချက်ကိုဆုံးဖြတ်ချက်လိုက်တယ်တဘောတူလိုက်တယ်လို့ပြောတယ်ပြလို့ရှိရင်အခုမထိုးရသေးတဲ့လူတွေကိုလည်းအများရန်အချိန်မျိုးတကားဖွင့်ထားပါတယ်ဆိုတော့ကျမတို့ရဲ့စဉ်းစားချက်ကအဲ့ဒါပဲအခုသွားနေတဲ့ဆုံးဖြတ်ချက်တွေဟာတကယ်လို့တစ်ချိန်မှာကျမတို့ကဆွေးနွေးနေရင်းနဲ့ဒါတွေကိုပြန်ပြီးတော့ပြင်ဆင်တာပဲဖြစ်နော်ဒါတွေကိုဘလို့ပြန်ပြီးတော့ဆွေးနွေးလို့ရဖို့ဒီနီလန်လမ်းကြောင်းဒါရှိတဲ့ အဲ့တော့ဆိုလိုတာကတော့နောက်တစ်ချိန်ကျလို့ရှိရင်ပြန်ပြီးတော့ဟိုဒီ NC လက်မှတ်ထိုးတဲ့အဖွဲ့တွေကလက်မှတ်ထိုးလာလို့ရှိရင်တို့သဘောမတူရင်ပြင်ပေးရမယ်ဆိုရဲအတိတ်ပဲပေါ့ဒီညမှာကျွန်မပြောတာက NCA လက်မှတ်ထိုးလာခဲ့လို့ရှိရင်မထိုးလာခဲ့လို့ရှိရင်ဆိုတာထက်ဆွေးနွေးဖို့အတွက် တစ်ချိန်ထဲမှာအစိုးရလည်းပြောတယ်အလုံးပါဝင်နိုင်တဲ့နီလန်းကိုရှာကြမယ်ဆိုတာမျိုးတွေတွေးရပေါ့နော်ဒါပေမဲ့တစ်ဖက်ကတော့ NCA လမ်းကြောင်းအမ NCA လမ်းကြောင်းမဟုတ်ဘူးလို့ပြောနေတဲ့လူတွေလည်းရှိတယ်အဲ့တော့ကျမတို့အနေနဲ့ပြောရမယ်ဆိုရင်တော့မီဒီလမ်းကြောင်းအနေနဲ့ပဲဖြစ်ဖြစ်အတူတကွအလုံးပါဝင်တဲ့ဖြစ်စဉ်တစ်ခုကိုပြန်ပြီးလှုပ်ဆောင်လာမဲ့အချိန်မှာဒီမှာအခုအလုံးမပါဘဲနဲ့ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကိုပြန်လဲတုံးတက်ဖို့ပြန်လဲပြုတ်ပြင်သင့်ရင်ပြုတ်ပြင်ဖို့ဒါဟာအခြေအနေတစ်ရက်ကိုဖန်တီးထားတဲ့လေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် တော့ကျွန်တော်တို့ဒီ federal ဆိုလို့ရှိရင်ကျွန်တော်အများအားပြောကြတယ်ဒါတက်ကနေပြီးတော့မပေးလို့ပေါ့နော်ဒီသက်ဆိုင်ရာအစိုးရတွေကနေပြီးတော့မပေးခဲ့လို့ဆိုပြီးတော့ဒါအများအားတိုင်းသားတွေဘက်ကပြောတာရှိတယ်တိုင်းသားတွေချင်းချင်းတော့တဲ့လားတချို့ပြည်နယ်တွေထဲမှာပြည်နယ်လေးတွေအစ်စ်တွေပေါ်လာမဲ့အနေအထားရှိလာတယ်အဲ့တော့တကယ်သာ federal ပေးလိုက်လို့ရှိရင်အဲ့ဒီရှိနေတဲ့ပြည်နယ်ကြီးကအစိတ်စိတ်မှမှာကွဲမသွားနိုင်ဘူးလား ရောင်းဆုံးချက်ကဖက်ရက်ဆိုစစ်စိတ်မှာ꽌ရဲ့စနစ်မဟုတ်ဘူးကျွန်တော်တို့ကနိုင်ငံတော်ရဲ့ချုပ်ချာအနာကိုအပေါ်အဆင့်ရနေပြီဟိုအောက်ခြေအဆင့်ထိဘလောက်ထိမြန်မြန်တရတာဖြစ်အောင်ခွဲဝေမလို့ဆိုစနစ်ပေါ့အဲ့ဒါတွေကိုအလုံးနားလည်လို့ရှိရင်ဘယ်သူမှခွဲမထက်ဘာလို့လဲဆိုတော့ပေါင်းစီးရကဘလောက်အင်အားကောင်းလဲဆိုတာအလုံးကနားလည်ပြီးသားပဲဒါပေမဲ့အဲ့လိုပေါင်းစီးရကိုလုတ်တဲ့နေရာမှာအပေါ်စီးရနေပြီးတော့အနံချစ်ပြီးပေါင်းစီးထားတဲ့အတွက်ကြောင့်ပြဿနာတက်တာ ဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အောက်ခြေစင်တီသူလုတ်ပိုင်ခွင့်ရှိတဲ့ဟာကိုလုတ်ပိုင်ခွင့်ပေးထားပြီးတော့ပေါင်းစီမယ်ဆိုလို့ရှိရင်ပွဲထွက်စရာအကြောင်းမရှိပါဘူး။ဒါကြောင့်မဟုတ်ခုဆိုလို့ရှိရင်ဒီ February ရဲ့သဘောတရားတွေကလူလူတိအောင်လုတ်ဖို့လုပ်တယ်။ဒါကြောင့်27ပြင်လုံးညီလာခံဒီတွဲလုတ်နေရတော့ကျွန်တော်နားလဲ။ဟုတ်ကဲ့ပါဆရာဦးရှင်တို့ကျွန်တော်တို့တကယ်လို့ February ပေးလိုက်လို့ရှိရင်ပြည်နယ်သစ်တွေထပ်မပေါ်လာနိုင်ဘူးလား။အခုဆိုလို့ရှိရင်ဝါဆိုလို့ရှိရင်သူကဝါပြည်နယ်သူတောင်းနေပြီ။အဲ့တော့တခြားဟာတွေလည်းတခြားတိုင်းသားတွေကလည်းသူ့ရဲ့လူမျိုးလိုက်လိုက်တောင်းလာတာရှိတယ်။တကယ်သာ February 27ပြည်နယ်တွေအများကြီးပေါ်မလာနိုင်ဘူးလား။ Federal Census ဆိုတာတော့ကဘာပေါ်မှာတော့မရှိဘူး Ideal Model လို့ခေါ်တယ်ကဘာကဘာပေါ်ကနေတစ်ခုလုံးကြီးအကုန်လုံးယူရမယ့်ပုံစံဆိုတာကကဘာပေါ်မှာမရှိဘူးတိုးတော်လဲသူ့ရဲ့နိုင်ငံအရကျင့်သုံးတဲ့စနစ်ကိုသူတို့ကိုယ်၌ကပုံဖော်တာဖြစ်တယ်ဆိုတော့ Federal ကျင့်သုံးတဲ့စနစ်မှာကအများတန်းပြည်နယ်သစ်ပေါ်ဆောင်ရေးအများတန်းပါလာတယ်အဲ့တော့ဆရာတိုင်းသားရဲ့လက်ခံလားရှမ်းရှမ်းနေရလက်ခံမလားသူတို့ပြည်နယ်ထဲမှာဝါပြည်နယ်ပေါ်လာမှာလက်ခံမှာလက်ခံတယ်လက်ခံတဲ့ရှမ်းက Federal ကိုနားလည်တဲ့ရှမ်းဒါပေမဲ့လက်မခံတဲ့ရှမ်းလည်းရှိတယ် Federal ကိုနားမလည်တဲ့ရှမ်းတော့လက်မခံဘူး တစ်ချိန်လုံးကဗမာပြည်မှာဥနေဝင်ပြောခဲ့တယ်ဖက်ဒရယ်ဆိုရင်စိတ်ဆန်အောင်ဖြစ်မယ်တိုင်းပြည်ကြောက်ထဲကြကနေသူကဲတယ်ဆိုပြီးတော့သူကအာဏာရှင်စနစ်ကျင့်သုံးခဲ့တယ်တပြည်တော်စနစ်ကိုပြည်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 လောက်ခဲ့ထို့တူပဲကျွန်တော်တို့ရှမ်းကောင်းဆောင်တွေထဲမှာလည်းဟုတ်လားအာဒီရှမ်းပြည်ရဲ့ပုံတရားပေါ့ဗျာသူတို့ကဒီမိုနိုပိုလိုက်လုပ်ချင်တယ်ဆိုရင်တော့ဖက်ဒရယ်နားမလဲတာပေါ့ဥပမာပြည်တော်စုတစ်ခုလုံးမှာကြည့်ရင်အာမူလဟလာပမာလူမျိုးအများစုနဲ့နိုင်ရှင်ရင် ရန်ကောင်းတော်တွေကဖက်ဒရယ်လိုချင်တယ်ပမာပြည်နဲ့ရှင်ဒါမှမဟုတ်ရှမ်းပြည်တွင်းမှာတင့်တော်တဲ့တိုင်းသားလူမျိုးတွေကိုကြတော့ဖက်ဒရယ်စနစ်အရပြည်နယ်မှာရှိတဲ့အခွင့်အာဏာတွေပြန်ခွဲဖို့ကြတော့ပြန်ပြီးတော့တွက်ကပ်ပြီးတော့ကတ်စင်းနေလာတယ်အဲ့တော့အရာမျိုးဖြစ်တတ်တယ်ပုံပုံရရာကိုပြည်တယ်တောင်းဖို့မရှိဘူးငါတိုက်တောင်းမတောင်းဘူးကျွန်တော်တို့ကကျွန်တော်တို့ရယူမှာဥမာဝရတယ်လို့ပေါ့သူပြည်နယ်မဟုတ်ဘူးပြောပြောဟုတ်တယ်ပဲပြောပြော तू အုတ်ချုပ်နေတဲ့နယ်မြေက तू ပြင်းနေနယ်မြေပဲအဲ့လိုသူသဘောပေါက်ဖို့လို့ပို့ပြီးတော့ဆရာတို့ဒီတိုင်းသားချင်းတွေပြန်မတိုက်လာနိုင်ဘူးလားအာဖက်ဒရယ်ကိုနားမလဲရင်တော့ဖြစ်ဖြစ်နေနားလဲသွားရင်အတူတူနေဖို့နေလမ်းရှာလာအဲ့တော့အခုအချိန်ကြီးရောနားလဲတဲ့အချိန်လေးလို့ဆရာဆက်တဝက်စီနားလဲတဲ့တဝက်ရှိတဲ့နားမလဲတော့ကျွန်တော်နည်းနည်းထပ်ဖြည့်ပြီးပြောချင်တယ်ဘာလို့လဲဆိုတော့မြန်မာပြည်မှာက1922 Shan Federated Act ရှမ်းပြည်နယ်မှာဇော်ဘော33ဦးနဲ့ Federal စနစ်ကကျင့်သုံးပြီးနေပြီကျင့်သုံးနေပြီ ဘာလို့မြန်မာမြန်မာပြည်တမိုင်းချောင်းရဲ့ဘာသာပြန်မှုအမှောက်အမှားကြောင့်သူကဘရေဒရစ်စနစ်လိုဘာသာပြန်လိုက်တာဥပမာ Chin Act Federal Act Kachin Act Federal Kayini Act Federal ဒီစခွန်ချမ်းမှာတိုင်းနိုင်ငံတစ်ခုအချုပ်ချာအာဏာရှိဖို့တိုင်းနိုင်ငံတစ်ခုထူထောင်တဲ့အနေနဲ့ပင်လုံစာချုပ်လက်မှတ်ထိုးတော့ဒီထောင်စုတမမြန်မာနိုင်ငံလို့ဆိုပေါ်တာကိုငကိုကလေးကရှိပြီးအထူးဆန်းမဟုတ်ဘူးဟုတ်ကဲ့ပါဆရာအဲကျွန်တော်လည်းပြောနေတာတော့ Federal နိုင်ငံတစ်ခုထူထောင်မှုရဲ့ဆိုလို့ရှိရင်သူကလွတ်လပ်ပြီးတော့ချုပ်ချာအာဏာပိုင်တဲ့နိုင်ငံဖို့ဖြစ်နေ Federal နိုင်ငံသွားလို့ကိုမရဘူးဒါကြောင့်မို့နိုင်ငံတတိ 1922 Federation State ဆိုတာကဗြိတိရှ်ရဲ့အုပ်ချုပ်မှု အောက်မှာရှိခဲ့တာပုံစံအရတော့ရှိအောင်ရှိခု2008လို့ပေါ့ဒါ Federal ကိုတွားခဲ့တာတော့မဟုတ်အဲ့ဒါသူတို့ခေါ်တာ Advisory Council လို့ခေါ်တာဆိုတော့ဘယင်ကန်ချုပ်ကိုအကြံပေးရတဲ့ Council ပဲဒါကြောင့်မို့လို့ဗိုလ်ချုပ်အောင်ဆန်းရဲ့ Federal မှာလည်းနံပါတ်1အချက်က Sovereign Independent State ဖြစ်ရမယ် Federal တွားခြင်းနဲ့ဆိုရင်ဘာလို့ဆိုကြတော့ Sovereign Independent State မရှိဘူးဆိုလို့ရှိရင် External Sovereignty မရှိတော့ပြည်ပချုပ်ချာအာဏာမရှိတော့ပြည်ပချုပ်ချာအာဏာဘယ်သူကကင်ထားလဲဆို Colonial နိုင်ငံကြီးကပဲကင်ထားတယ်ဒါကြောင့်မို့ကိုကဘယ်လိုပဲ Federal တွားခြင်းတွားခြင်း तू ကခွင့်ပြုဆိုရင်အဲ့ချင်းချင်းပြတ်သွားမယ် ဖက်ဒရယ်ဆိုအဲ့လိုမဟုတ်ပြည်နယ်တွေမှာ self determination ကိုပဲအနာရှိရမယ်ခုနဆရာပြောတဲ့ဒီ33 server ရှိခဲ့တာအဲ့ဒါ federal မဟုတ်ဘူးအဲ့ဒါ British နဲ့ဖက်ဒရယ်မဟုတ်ဘူးဆိုတော့အချုပ်ချာအနာမရှိလို့ဆိုတော့ပြည်ပနိုင်ငံနဲ့ချုပ်တာ33ခုကချုပ်ခဲ့တာ federal မဟုတ်ဘူးလို့ပြောနေတယ်သူကဘာဘာလို့လဲလို့ပြောလို့ရှင်သူ Shen Dynasty လို့ပြောတာကို Dynasty ဆိုကြတဲ့ကအချုပ်ချာအနာရှိလို့ Dynasty ခေါ်တာဇော်ဘ33ကိုကန့်ဇော်ဘရှိတယ်ဟုတ်အဲ့ဇော်ဘတွေကဒါသူတို့ဒါသူအနာရှင်စနစ်နဲ့အချုပ်ချာမဟုတ်လား ပြည်နယ်ပြည်နယ်ဆင်သူတို့သူ့မှာအခွန်အခွန်တော်ကောက်ကောက်ခံပိုင်ခွင့်တီးခြားတီးခြားပိုင်းခြားထားတဲ့ဟိုဟာရှိတယ်အနုစိတ်ကြည့်ကြည့်ပါတကယ်ဖက်တော့ဒါကြောင့်လေ၄၀ခုဖွဲ့စည်းပုံအခြေခံဥပဒေမှာအထူးတီးတန့်ပေးလိုက်ရတဲ့ရှမ်းနဲ့ကရင်နီကိုပေးခဲ့ရတာဟို၄၀ခုဖွဲ့စည်းပုံအခြေခံဥပဒေကြည့်ကြည့်ဘာကြောင့်လဲအချုပ်ချာအနာရှိတဲ့နိုင်ငံကြီးချက်ကြီးမားတဲ့နိုင်ငံတော်တွေဝင်ပါလာဖို့အတွက်သူ asymmetrical ဖက်တော့ခေါ်တယ်အထူးအခွင့်အရေးကိုပေးလိုက်ရတာမြန်မာပြည်မှာရှိခဲ့ပါတယ်အကျိုးမပေးပါဘူးပထမချက်ကတော့ ferry ရောက်ဖို့အတွက်ဆိုလို့ရှိရင်ခြေသက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိကိုရှိရမယ်အဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာနိုင်ငံတော်ရဲ့ချုပ်ချာအနာတွေဘယ်လိုဖွဲ့ ခွဲဝေကျင်သုံးတယ်ခွဲခြားကျင်သုံးတယ်အတိအကျပြောမှာ Federal ဆိုတာသွားလို့ရတယ်အခုပြောမယ်ဆိုလို့ရှင်နံပါတ်1ကအဲ့ဒီတုန်းက Constitution ရှိခဲ့လားရှမ်းပြည်နယ်မှာ Constitution မရှိဘူးအဲ့တော့1932 Federal Shan State ဆိုတာအဲ့ဒါက Statute တခုပဲပြဋ္ဌာန်းဥပဒေတခုပဲ Constitution မဟုတ်ဆိုအရင်ကခုနဲ့ကော independent လည်းမဟုတ်ဘူး constitution လည်းမရှိဘူးဆိုကြတဲ့အရာကြီးကိုကြိုက်တဲ့ပုံစံနဲ့ခွဲလို့တော့မရဖေဖော်ဝါရီကဘယ်မှာစလဲဆိုလို့ရှိရင်တော့ဗိုလ်ချုပ်ဆိုင်လမ်းညွှန်ချက်ခုနှစ်ချက်တောင်က48ခုနှစ်ဂျွန်လမှာလောက်ခဲ့တဲ့လမ်းညွှန်ချက်ခုနှစ်ချက်ထဲမှာအချက်တစ်ကနေ၅ထိက federal ကိုသွားတဲ့ဟာပါ အဲ့ဒီမှာကျွန်တော်ဖက်ဒရယ်ဥတည်ခဲ့တယ်ကျွန်တော်ပြောချင်တယ်ကျွန်တော်ကြားချကြည့်ပါအဲ့မှာဟိုကလည်းဖတ်ပါတော့ကျွန်တော်လည်းအဲ့ဒါဖြတ်ပေးလို့ရတယ်ဆန်စလေးကကျွန်တော်ဒါကဆရာပြောတာကတော့ကျွန်မဒီလိုလေးခွဲကြည့်မယ်ကျွန်မတို့ဒီ form ပေါ့နော်သူရဲ့စနစ်ပုံစံစနစ်တကြလေးခြောက်ပြီးတော့တတ်မှတ်ထားတဲ့ federal ဆိုတဲ့ပုံမှာဆရာကတိုင်းတာပြီးတော့ဒါ မဟုတ်ဘူးဆိုရဲဆရာအနေနဲ့ပြောတာကိုကျွန်မမြင်ရတယ်။တစ်ဖက်မှာဒီကိုရှင်းထွန်းကပြန်ပြောတာကြတော့အဲ့ဒီပေဒန်လို့ constitution လို့ရေးထားတာမရှိပေမဲ့တွားနေတဲ့လက်တွေ့အုပ်ချုပ်ခဲ့တဲ့ စနစ်လှုပ်ဆောင်မှုက Federal ရဲ့လှုပ်ဆောင်မှုတွေနဲ့တော်တော်ကိုပြည့်စုံနေတယ်သူရဲ့အနစ်သာရတွေပါနေရပေါ့ဆိုတော့ကျွန်တော်ကသုံးသုံးသက်ခိုင်းတာတော့သုံးသက်ခိုင်းတာဒါပေမဲ့ဆင်မဘယ်ဘယ်ဘက်ကနေကျွန်မကတော့တကယ်လို့အဲ့ဒီအဲ့ဒီကာလရဲ့အနေထားကိုကြည့်မယ်ဆိုရင်ဒါနှစ်ခုစလုံးကိုကျွန်မအနေနဲ့လက်ခံတယ်ဒါပေမဲ့ဒီကာလမှာပြန်ကြည့်မယ်ဆိုရင်တော့နှစ်ခုစလုံးပါဖို့လိုတယ်ဆရာဖြစ်နိုင်ပါမလားဒါဒီ1922ဒီ Federated Shan State ပေါ်တော့မှာပေါ့လေဒီရှမ်းစော်ဘွားတွေကအခုစော်ဘွားနယ်ချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖက်ဒရေးရှင်းတစ်ခုလောက်လိုက်တယ်ဆိုပေမဲ့နိုင်ငံတော်အဆင့်တော့မရောက်ဘူးဒါပေမဲ့ software ဖက်ဒရေးတက်ရှမ်းစတိတ်ဆွေစဉ်မျိုးဆက်အုပ်ချုပ်တာနော်ပြည်သူလူထုကရွေးကောက်တာတော့မဟုတ်ဘူးအဲတချို့နေရာမှာလူထုနဲ့တွဲတာရှိတယ်တချို့ကလည်းတိုးတက်တဲ့အမြင်ရှိတဲ့ software တွေအများစုတချို့ကြတော့အများစုကတော့ဒီမယိုးဖလာပါပဲဒီသို့တော်လည်းပဲဒီ software တွေ federated shell state ပေါ်လာတော့ကသူတို့ကဒီလွတ်လပ်ရေးရရင်ပေါ့လွတ်လပ်ရေးရရမယ်ဆိုတော့အားလုံးကတွက်ပြီးသားပဲလွတ်လပ်ရေးရမယ်ဆိုရင် ဒီမလေးရှားဖက်ဒရေးရှင်းကိုတော့မြောက်မန်းမလေးရှားကလည်းအဲ့တုန်းကစော်ဘွားနိုင်ငံနေစူလတန်နေပေါ့ဗျာမလေးရှားစူလတန်နေကသူတို့နယ်မြေပေါင်းပြီးတော့တိုင်းပြည်တစ်ခုထူထောင်တာမလေးရှားကလွတ်လပ်ရေးရတာနောက်ကျတယ်သို့တော့ပြင်ဆင်မှုအားကောင်းတဲ့အတွက်အခုမလေးရှားဖက်ဒရေးရှင်းဆိုတာတော်တော်လေးတိုးတက်နေပြီအားလုံးသိတယ်ဒါကြောင့်အဲ့တုန်းကအဲ့ဒီဖက်ဒရေးပုံစံကိုစဉ်းစားပြီးတော့ဖက်ဒရေးတက်ရှမ်းစတိတ်ကကျွန်တော်ပြီးသလောက်ပေါ့ဒင်ဂါတပေါင်းပေးပြီးတော့အရှိတေတရားကို ဲ့ဒီ federated အတွက် constitution ရေးခိုင်းတာဒါဦးသိန်းကပြောတာ constitution မရှိသေးဘူးသူတို့စ조사ခဲ့တယ်သို့တော့နောက်ပိုင်းမှာဖြုတ်ခွဲခံလိုက်ရပြီးတော့လွတ်လပ်လေးပါဖြုတ်ခွဲတာလည်းတခြားမဟုတ်ဘူးလွတ်လပ်ရရပြီးပထမဆုံးသမ္မတကိုရှမ်းကိုပေးမယ်ဆိုတဲ့ခါကျတော့အဲ့ဒါပျောက်သွားကျွန်တော်သမ္မတကြီးတော့ဖြစ်တာပေါ့ပထမဆုံးသမ္မတကြီးဒါမဲ့ executive power အလုံးကဝင်းကျုပ်လက်ထမဖြစ်သွားတော့အဲ့ဒီမှာဟာတို့ကတော့မှားပြီဆိုတာရိပ်မိသွားတာဟုတ်ကဲ့အဲ့ဒါကြောင့်ကျွန်တော်ပြည့်တတ်တဲ့အနေနဲ့ကျွန်တော်တိုင်းပါပဲ ဟိုမိကုန်းမင်းကျင်တဲ့လူတွေဖိတ်ခေါ်ပါတယ် အာဖက်ဒရယ်ဆိုတဲ့တဲမှာဒီခွဲထွက်ရေးဆိုတာပါလာတာကိုဒီမှာအများကြီးဆွေးနွေးသွားကြရမှာเนาะ1948ခုနှစ်မှာဗိုလ်ချုပ်ကဟိုဂရီတစ်ခုအနေနဲ့ခွဲထွက်ရေးဆိုတာကိုကင်လိုက်တာပါတကယ်တမ်းလေ့လာမယ်ဆိုရင်ဖက်ဒရယ်ထဲမှာအဲ့ဒီခွဲထွက်ရေးဆိုတော့ဝိသေသလက္ခဏာမပါပါဘူးဘောเนาะဒါပေမဲ့အဲ့ဒီခွဲထွက်ရေးဆိုတာကိုဂရီတစ်ခုအနေနဲ့ကင်လိုက်တဲ့ကြောင့်မို့နောက်ပိုင်းဒီနိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့ခါမှာကိုပိုင်ပြဋ္ဌာန်းခွင့်ရှိနေသေးမခွဲထွက်ဘူးလို့အဲ့လိုမျိုးတွေခွဲထွက်ရေးဆိုတာသုံးလာတာပါပြီးကြလို့ရှိရင်နောက်တစ်ခုကျွန်မပြောချင်တာဆရာကပြောထားတယ်အာဒီနိုင်ငံရေးဆွေးနွေးပွဲတွေမှာဆိုလို့ရှိရင်ဒီ peace process နဲ့ပဲသွားမှာပဲ federal ရဖို့အတွက်ပို့ပြီးတော့နီလန်တစ်ခုဖြစ်မယ်ပေါ့ peace process အနေနဲ့ဆိုတော့ဒါမဲ့တကယ်တမ်းပိတ်နေတာဒီ DDR SSR ဆိုတဲ့ကိစ္စနဲ့ပိတ်နေရပေါ့နော်အဲ့ဆို DR ကိုမကျော်နိုင်သေးရတော့ဟိုဘက်ကိုသွားလို့ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရေးကိုကြည့်မယ်ဆိုရင်မြင်တာတယ်ပေါ့နော်အဲ့ဆိုဆရာအနေနဲ့ဒီ DDR SSR နဲ့ကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုကြော်မလဲပေါ့နော်မေးချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ ဒီ2008ဖွဲ့စည်းပုံမှာဒီပုံမှန်33ကိုပြန်ကြည့်လိုက်မယ်ဆိုစစ်တပ်ကပြည်တွင်းပြည်ပေါက် ကာကွယ်ပေးမယ်ပြောတယ်အခုကမကာကွယ်တဲ့ပြည်လိုက်ပြီးတိုက်ခိုက်နေအောင်တွေ့ရမှာเนาะအဲ့တော့ဘာကြောင့်လဲပေါ့ဒါကဒီကျွန်တော်ဖွဲ့စည်းပုံကလုံးဝမားနေဒါကြောင့်ဒီဖွဲ့စည်းပုံကိုကျွန်တော်အနေနဲ့ပြောင်းလဲစေချင်တယ်မှာเนาะအဲ့တော့ကျွန်တော်တို့ဒီမိကုန်းတွေကိုကျွန်တော်တက်တရားပိုင်းမှာပြန်ပြီးတော့ရှင်းပြပါမယ်အခုတော့ကျွန်တော်တို့ဒီ DPP ဒီဘိတ်အဖွဲ့သားတွေကဒီတိုင်းရဲသားတွေတောင်းတဲ့ Federal လက်တွေ့ကြရလားဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့တွေးဆုံမေးမြန်းခန်းကိုကြည့်ရအောင်ပါကျွန်တော်တို့တိုင်းပြည်တွေအနေထားတွေကနိုင်ငံငယ်တွေဖြစ်တော့ ကျွန်တော်နိုင်ငံငယ်တွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနိုင်ငံလေးကိုထပ်ပြီးတော့စိတ်ပိုင်းလို့မယ်ဆိုရှင်ဘလို့မှယက်တီလို့မရဘူးဒါဒါတမိုင်းမှာဒီအတွေ့အကြုံတွေအများကြီးရှိတယ်ဥရောပမှာတော့မှ Empire တွေကနေခွတ်ထုတ်လိုက်တဲ့အခါကျတော့ပရမတ်ကွာစီပြီးမှနိုင်ငံအသေးလေးတွေအများကြီးပေါ်လာအဲ့ဒီအသေးလေးတွေကကိုယ်ကိုယ်မကာကွယ်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီအသေးလေးတွေမှာခုနကလူမျိုးတုံးတက်ဖြတ်မှုတွေကအဲ့ဒီနိုင်ငံတွေမှာဖြစ်တာပဲ Empire အောက်မှာရှိရင်သူကမဖြစ်ဘူးအဲ့ဒါထိန်းထားလို့ရတယ် ဒီ FCDCC ကရေးထားတဲ့ဟာ ਨੇ 2008နဲ့ကကွာခြားမှုတွေရှိတယ်။အဲ့ဒီဟာကိုအခြေခံပြီးတော့ပြောမယ်ဆိုရင်တော့တိုင်းသားတွေလူချင်းနဲ့ပုံစံတော့2008မှာအပြည့်အဝမရှိဘူး။ဒါပေမဲ့2008မှာ Federal စနစ်အခြေခံထားလာဆိုတော့အခြေခံထားတယ်။အဲ့တော့ဒီနေ့အထိကျွန်တော်သိတဲ့ Federal နဲ့ပတ်သက်တဲ့ပညာရှင်တွေထဲမှာ2008ဟာ Federal နဲ့လုံးဝမကိုက်ညီပါဘူး။ Federal စနစ်ကိုအခြေမခံပါဘူးဆိုတဲ့လူပြောတဲ့လူကျွန်တော်မတွေ့သေးပါဘူးခင်ဗျာ။ သဘောတူညီမှုကျွန်တော်အားလုံးကိုမယူဘဲနဲ့ဒါဥပဒေပြောလို့ရှိရင်တစ်ဖက်သက်ရေးဆွဲပြီးဖြစ်ပေါ်လာတဲ့ဖွဲ့စည်းပုံအခြေအနေတွေဖြစ်တယ်ဖြစ်တဲ့အတွက်အဲ့ဒီမှာပါတဲ့အချက်လက်တည်းကဘလောက်ပဲကောင်းနေစီမှာမဟုတ်တစ်ဖက်သက်ရေးဆွဲသွားတယ်ဆိုတော့အဲ့ဒီလုံနည်းလုံဟန်ဟာသဘောမတူကျွန်တော်တို့သဘောမတူသဘောသဘောတူချင်းစရာကိုကောင်းအောင်မကောင်းအဲ့တော့နောက်ရဖွဲ့စည်းပုံအခြေခံဥပဒေမှာခုနပြောတဲ့ Federal နဲ့ပတ်သက်တဲ့အချက်လက်တည်းပါတယ်လို့လည်းကျွန်တော်မယုံကြည်ဘူးဘာလို့လဲဆိုတော့သူကဒါဟို ဒီအခုကျွန်တော်တို့တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကိုပေးလိုက်တာဟာလည်းအဲ့ဒါဟာလည်းဘာလို့ဆို Unitary State ရဲ့ပုံစံတစ်ခုပဲ Unitary State လာကျွန်တော်တို့ဒါအရင်နဲ့ကလာမြန်မာ Social Land Party ခေတ်ထဲကတုံးတဲ့ Unitary ပေါ့နော်ကျွန်တော်တို့ Deputy Town စနစ်ပေါ့နော်အဲဒီ Deputy Town စနစ်မှာကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကဟိုသမရခန့်တဲ့အဲ့လိုဝင်ကြုပ်တွေနဲ့တဆင်သွားကြရတာပဲဆိုတော့ကျွန်တော်တို့က autonomy rights မှာမရှိပဲဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်လေအိန္ဒိယနဲ့ကျွန်တော်တို့မှာတရားစီရင်ရေးကိစ္စတို့ဥချုပ်ရေးကိစ္စတို့ ဥပဒေပြုရေးကိစ္စတော့မှာတော်တော်လေး British ဆီကရထားတဲ့အရာအများကြီးရှိပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံအနေနဲ့အကောင်းဆုံးလို့ကျွန်တော်ထင်တဲ့ဟာကအိန္ဒိယနိုင်ငံရဲ့ Ferro Sinic ကကျွန်တော်တို့အတွက်အသင်းလှော်ဆုံးလို့ကျွန်တော်ထင်ပါတယ်။